ေဆောင်ရရထာဝရဘုရားအမိတာဘုရားလို့ဆိုတဲ့ဒီစင်မတူရနေရနေပြလို့ချာအဲ့တော့မနာပါဓာရီမနာပန်ဆိုတဲ့အတိုင်းပဲမြန်နိုးဝယ်ကို လူတန်းစွန့်ချတဲ့ပုဂ္ဂိုလ်ဟာမြန်နိုးဝယ်ကိုရတယ် ဘေးဆိုလိုချင်တဲ့အထိတ်ပဲကကိုပေးတာကိုကိုပြန်ရတယ်။ဒါကြောင့်အစလိုလောကကြီးကိုအကောင်းဆုံးနေပေးတတ်ဖို့ဆောပြာသူကိုယ်တိုင်လည်းကြိုးစားထုတ်ခဲ့တတ္တဝါတွေကိုလည်းဒီဒီတိုင်းရှောင်လန်းစေအဲ့တော့ဒီကနေ့မပြောခြင်းလဲဆိုရင်လောကမှာလူသားတွေဟာ တခါတည်းရန်ကောင်းတာတွေလုပ်နေပေမဲ့မကောင်းတဲ့အရာတွေနဲ့တွေ့ကြုံတဲ့အခါတွေရှိတယ်။တချို့မကောင်းတာတွေလုပ်ပြီးတော့ကောင်းတာတွေကြုံနေရတာလည်းရှိတယ်။အဲ့တော့အဲ့လိုအခြေအနေတွေကိုသူဘယ်လိုနားလည်ရမှာလဲ။အဲ့တော့မကောင်းတာတွေလုပ်ပြီးကောင်းတာတွေဖြစ်သွားတဲ့ပုံကိုယ်တွေဟာရောသူတို့ရဲ့မကောင်းမှုဟာအကျိုးမပေးတော့ဘူးလား။ ောင်းတာတွေကိုလှုပ်ပြီးတော့မကောင်းတာဖြစ်နေတဲ့ပုံကိုယ်တွေအောင်အဲ့ဒီကောင်းတာတွေကဘယ်ရောက်သွားတာလဲတတိပြောရရင်ကံတွေရဲ့အကျိုးပေးခြင်းဘယ်ချိန်မှာအကျိုးပေးတတ်တာလဲဘယ်လိုချိန်တွေမျိုးတွေမှာဒီကံတွေဟာအကျိုးပေးတာလဲဒါလေးကနားလည်ဖို့တော့ခက်တယ်ဘယ်လိုဥစ္စာကိုယ်တိုင်းလဲတော်တော်လေးကိုအသက်ရွယ်အားဖြင့်တော်လည်းကောင်းဉာဏ်ဉာဏ်အားဖြင့်တော်လည်းကောင်းမကြည့်ရင်ကလည်းလည်းရှုပ်ထွေးတယ် ဘလို့လဲပေါ့နားလည်ရခက်တယ်အဲ့တော့ဒါလေးကိုတည်လိုက်တဲ့အချိန်ကျမှရှင်းသွားတယ်စိတ်ထဲမှာရှင်းသွားတယ်အဲ့တော့လောကမှာကောင်းခြင်းဆိုးခြင်းဆိုတဲ့ကံတွေအကျိုးပေးဖို့အတွက်အခြေအနေလေးရရှိတယ်အဲ့ဒီအချင်းလေးရဲ့နဲ့ပြည့်စုံပြီဆိုလို့ရှိရင်ကံတွေဟာကျိုးပေးတာပါပဲ အဲ့ဒီခြေလေးလေးရမှာတစ်ချက်ချက်လျော့နေတယ်ဆိုရင်간ဒီအချိုးပေးဖို့မရဘူးတဲ့အဲ့တော့အဲ့ခြေလေးလေးရကဘာလဲဆိုရင်နံပါတ်၁ကဂတိလေးပဲဘဝတွေကိုပြောတာအေးနံပါတ်၂ကကာလာတဲ့ဘာပြောရမလဲဆိုကိုဖြစ်နေတဲ့အချိန်ကာလာနံပါတ်၃ကဥပဒိတဲ့ရုပ်စင်းကဲ့ နံပါတ်၄ကပယောဂါကျူစာအထုံးအဲ့တော့ဂတိကာလဥပတိပယောဂါဆိုတဲ့အချက်၄ချက်ကိုဥစဉ်တော်ကနားလည်ဖို့လိုတယ်တဲ့အဲ့တော့တချို့ပုဂ္ဂိုလ်တွေကကုသိုလ်တွေရှိတယ်ဒါပေမဲ့ဂတိမှာသူ့ရဲ့ကုသိုလ်ကအကျိုးပေးခွင့်မရတဲ့ဂတိရှိတယ်ရတဲ့ဂတိရှိတယ်ဘုမဆိုပါစို့အပေလေးပုံရောက်နေတယ် အပေလေးကိုရောက်နေတဲ့အတွက်သူကဂတိဟာဝိပတ္တိဖြစ်နေတယ်။သူရောက်တဲ့ဘဝအခြေအနေဒီကုသိုလ်အကျိုးပေးခွင့်ရတဲ့ level မဟုတ်ဘူးတဲ့။ဒါဆိုရင်လည်းပဲသူ့ရဲ့ကုသိုလ်တွေကဘာမှမတတ်နိုင်ဘူးတဲ့။အဲ့တော့ဥစ္စမမလိကာမိဘုရားကြီးကိုကြည့်ပြီ။ကုသိုလ်တရားပြုတဲ့အခါမှာသူမတူအောင်ကိုအတ္တရိတဒါနကို ကောသလမင်းကြီးနဲ့တိုင်ပင်ပြီးပြုခဲ့တာပဲ။အဲ့တော့သူ့ရဲ့ကုသိုလ်ပြုတဲ့အခြေအနေကလည်းမဟုတ်ဘူး။ ါပေမဲ့ခုနှစ်ရက်ငရဲကြသွားတယ်။နောက်ခုနှစ်ရက်ငရဲကြသွားတယ်။ဘာဖြစ်လို့လဲဆိုတော့အကုသိုလ်ကံတစ်ခုကိုသေကံလေးနှလုံးသွင်းမိလိုက်တဲ့အတွက်ငရဲကြသွားတယ်။ဒါပေမဲ့အချိန်ကြာကြည့်လိုက်ဆိုရင်တော့မဟုတ်ပါဘူးခုနှစ်ရက်ပါပဲ။အဲ့ဒီခုနှစ်ရက်ကာလမှာသူပြုတဲ့ကုသိုလ်တွေကသူ့ကိုဘာမှလုပ်မပေးနိုင်ဘူး။ဘာမှလုပ်မပေးနိုင်ဘူး။အဲ့တော့နောက်ပုဂ္ဂိုလ်တယောက်တခြားပုဂ္ဂိုလ်တွေကိုလည်းကြည့်လေ။ ဘုရားနဲ့ငရဲမှာရောက်နေတဲ့ပုဂ္ဂိုလ်တော်တော်များများမှာကုသိုလ်မရှိလို့မဟုတ်ဘူးထိုက်တဲ့တော့ကုသိုလ်ရှိကြလေဒါဆိုရင်ဘာဖြစ်လို့သူတို့ကုသိုလ်တွေကသူတို့ကမကယ်နိုင်တာလဲဆိုရင်အကျိုးပေးလို့ရတဲ့နေပင်မဟုတ်ဘူးဒါကြောင့်နံပါတ်1ဂတိရဲ့အရေးကြီးတယ်အဲ့တော့ဒီတိုင်းပဲအကုသိုလ်ကံအကြီးတဲ့ပုဂ္ဂိုလ်တယောက်ကကောင်းတဲ့ဘုံဘဝရောက်နေတာတွေရှိတာပဲ တနည်းအားဖြင့်အကုသိုလ်တွေပြုခဲ့မှုတဲ့ပုံကိုယ်တွေဟာလူဘဝနဲ့ဘဝရောက်နေတာတွေရှိတယ်။ဦးဇင်းတို့ဓမ္မဓာတိကကြီးကိုကြည့်လေ။နှစ်ပေါင်း90ကျော်လူတွေကိုဇက်ဖြတ်ပြီးတော့ဂုတ်ဖြတ်ပြီးတော့တတ်ခဲ့တဲ့အာနာပကဝန္တကြီး။အဲ့နှစ်ပေါင်း90ဆိုတာနည်းတဲ့ကာလမှမဟုတ်တာ။သူ့ရဲ့အကုသိုလ်မနည်းဘူး။တတ်ခဲ့တဲ့လူတွေကနည်းတာမဟုတ်ဘူး။အာနာပကဝန္တဆိုတော့ရှင်ဘုရားခိုင်းတတ်လုံးရတာပဲလေ။ အေးအဲဒါလို့နှစ်ပေါင်း90ကျော်လောက်လုပ်ခဲ့ပြီပဲနောက်ဆုံးမှာအရှင်သာရိပုတ္တရာနဲ့တွေ့လို့သူကစိတ်ကြီးညင်းနားလဲရတဲ့အခြေအနေရှင်ဘုရင်ကသူ့ကိုအသက်ကြီးလာတော့အနာပေးလိုက်တော့ရှင်သာရိပုတ္တရာနဲ့မတွေ့ခင်မှာသူစိတ်ကြီးညင်းမလုံးဝမှမသိဘူးအေးကုသိုလ်တွေလည်းသူ့မှာမမဲရမရှိဘူးเนาะငါအကုသိုလ်တွေနှစ်ပေါင်းများစွာပြုခဲ့တယ်ငါဘယ်လိုလုပ်ငါတည်ငရဲကြမှာပဲဘယ်လိုတွေ့ အဲ့တော့အဲ့လိုတွေးပြီးတော့တဲ့စိတ်ဆင်းရဲနေတယ်အဲ့ဒီအချိန်မှာရှင်သာရိပုတ္တရာကဒီတခါကြီးဒီစိတ်နဲ့တည်ရင်တော့အဘယ်နည်းရဲ့ရောက်တော့မယ်အဲ့တော့ငါသူ့ကိုကယ်တင်မယ်ဆိုပြီးတော့တခါကြီးတခါကြီးရဲ့မကောင်းမှုတွေကတခါကြီးလှုပ်ရှင်လို့လှုပ်တာလားရှင်ဘရင်ခိုင်းလို့လှုပ်တာလားလို့မေးတယ်အဲ့တော့ရှင်ဘရင်ခိုင်းလို့လှုပ်တာလားတခါကြီးလှုပ်ရှင်လို့လှုပ်တာလားလို့မေးတာကိုသူ့စိတ်ထဲမှာဘယ်လိုသဘောပေါက်သွားလဲဆိုတော့အေးဒါဆိုရင်ငါနဲ့မဆိုင်ဘူးရှင်ဘရင်ခိုင်းလို့ငါတတ်ရတာ ရှင်ပြင်းနဲ့ပဲဆိုင်တဲ့အကုသိုလ်တွေကသူဒီလိုတွေးတယ်အဲ့တော့ဒီနေရာမှာတစ်ချက်ဥစဉ်တို့တက္ကမတွေနားလည်ရမှာမကောင်းဘူးအကုသိုလ်ဆိုတာခိုင်းတဲ့လူကောလုပ်တဲ့လူကောအပြစ်ရှိတယ်အဲ့သို့သောညာလည်းပဲအရှင်သာရိပုတ္တရာကတရားကိုလှည့်ပြီးတော့ဟောလိုက်တာစိတ်သက်သာရရတော့တခါတည်းရင်ဥစဉ်တို့လူလောကမှာလည်းဖြစ်တတ်တယ်လူတွေမှာကုသိုလ်တွေအများကြီးပြုတော့ပြုနေတယ်တခါတည်းရင်မကောင်းဘူးလေတခုပြုမိရင်ကိုယ့်ကိုယ်ကိုခွင့်မလွတ်နိုင်ဘူးဖြစ်နေတယ် ငါမကောင်းမှုလုပ်မိတယ်ငါမကောင်းမှုလုပ်မိတယ်နဲ့စိတ်ထဲမှာကတက်မတာဖြစ်နေတယ်အေးအဲ့ဒါကိုနောင်တလို့ခေါ်တယ်တရားကိုကောင်းရင်ကိုကိုစအကုသို့ပြန်ထမ်းတယ်အကုဒါအကုသို့စိတ်တုပ်ပဲတရားကိုကောင်းမယ်ဆိုရင်ဒါကြောင့်နောင်တမရနဲ့လို့မြတ်စွာဘုရားကလည်းအမြဲတမ်းပြောတတ်တယ်မကောင်းမှုအကုသို့တွေတစ်ခါတည်းရတော့လုပ်မိတယ်နောင်တမရနဲ့နောင်တမရနဲ့ဆိုတာကမတူဘူးတချို့ကနောင်တရပြီးတော့ပူလောင်နေတာနောင်တဆိုတာပူလောင်နေတာ ။လက်ဆော့မြတ်ဆိုလိုချင်တာကမပူလောင်နဲ့တော့ထက်လည်းမလုံနဲ့တော့ဒီလိုပြောချက်လား။အေးအဲ့ဒီမှာဓမ္မဓာတိကကြီးကဝမ်းသာသွားတယ်ငါလည်းမဆိုင်ဘူးအဲ့ဒီစိတ်နဲ့သူကုသိုလ်တွေပြန်ပြုတ်ပြီးတော့တည်တဲ့အခါမှာသူသူ့မှာအပြစ်မရှိဘူးလို့စိတ်ကလေးကထင်လိုက်တာနဲ့ကုသိုလ်တွေကိုသူပြုတ်ခြင်းစိတ်ဖြစ်သွားတယ်ပြုတ်နိုင်သွားတယ်အဲ့ဒီကနေတည်တော့လက်ပြရောက်တယ်ကဲဒါဆိုရင်သူ့ရဲ့အကုသိုလ်ကံတွေကနှစ်ပေါင်း90ကျော်လောက်ပြုတ်ခဲ့တဲ့အကုသိုလ်ကံတွေကအချို့မပေးဘူးလားဘယ်ရောက်သွားလဲဆိုတော့ပေးပါလား အချိန်ကာလတစ်ခုစောင့်နေတာပြီးပါအဲ့ပြောချင်တာကဂတိတံပတိရသွားတယ်အဲ့တော့ဥစ္စေတို့ဒီမှာလည်းပဲဒီဂတိတံပတိနဲ့ပတ်သက်ပြီးလူဘဝနတ်ဘဝဒီဂတိတံပတိပဲအခုဒီလူလောကမှာတို့လူဖြစ်နေတဲ့ပုံကိုယ်တွေဟောနတ်ဘဝမှာနတ်ဖြစ်နေတဲ့နတ်လောကမှာနတ်ဖြစ်နေတဲ့ပုံကိုယ်တွေမှာအကုသို့မရှိဘူးလားလို့မေးရင်ရှိတာပေါ့ဒါဆိုအဲ့ဒီအကုသို့ကလေးကဘာလို့ကျုံမပြီးသေးတာလဲဆိုတော့ အကျိုးပေးလို့ရတဲ့ဂတိမဟုတ်လို့အဲ့တော့နံပါတ်1ဂတိကိုတံပါတ်2ဝိပတ်တိနှစ်ချက်နားလည်ရမယ်အကုသိုလ်ကံနဲ့အကျိုးပေးဖို့ကုသိုလ်ကံနဲ့အကျိုးပေးဖို့ဆိုတဲ့ညသူတို့အကျိုးပေးခွင့်ရတဲ့ဘဝနေပဲဆိုရင်အကျိုးပေးမယ်အကျိုးပေးခွင့်မရတဲ့နေပဲဆိုအကျိုးမပေးနိုင်ဘူးလို့ပြောချက်တာအဲ့တော့ဒီညမှာဦးဇင်းတို့တစ်ချက်စဉ်းစားကြည့်ရအောင်ဦးဇင်းတို့အားလုံးမှာအခု လက်ရှိရှိနေတဲ့လူသားလူသားလူသားတွေမှာမကောင်းမှုအကုသိုလ်ဆိုတာရှိကြတယ်။အဲအဲ့ဒီမကောင်းမှုအကုသိုလ်တွေကဒါဆိုရင်ဘလို့ပုံစံနဲ့အကျိုးပေးတယ်လဲဆိုရင်နှစ်မျိုးအကျိုးပေးတယ်။ပဋိတန်တွေအကျိုးရပဝတ္တိအကျိုးရ။အေးပဋိတန်တွေအကျိုးဆိုတာကဒီဘဝနဲ့ဘယ်ဘဝကိုရောက်စေဆိုပြီးတော့ကုသိုလ်တော်လည်းကောင်းအကုသိုလ်တော်လည်းကောင်းသူကအကျိုးပေးနိုင်တာ။အကုသိုလ်ကံတေကံဒီမှာအာယုန်နမိတ်ထင်နေဆိုရင်ငရဲရောက်ပဲဆိုရင်ငရဲကိုပို့တယ်။တိရိစ္ဆာန်ပြရမယ်ဆိုတိရိစ္ဆာန်ပို့တယ်။ ဒါကပဋိသင်္ဍေအကျိုးအကုသိုလ်တရားတွေမှာလည်းဒီတိုင်းပဲပဋိသင်္ဍေအကျိုးရအောင်ကောင်းတဲ့နေရာတွေပို့တာလည်းရှိတာပဲအဘဝတိအကျိုးကြတော့အဲ့လိုမဟုတ်ဘူးပဋိသင်္ဍေအနေနဲ့အကျိုးပေးခွင့်မရဘူးဒါပုဝတိမှာတော့ဒုက္ခရောက်အောင်လုပ်တယ်ကြုံကြိုက်လာတဲ့အခါမှာဦးဇင်းတို့ကြည့်လေလေသမားတယောက်ကနွားတကောင်ကိုခိုင်းတာစိတ်မရှိဘူးဒီနွားကပြင်းတော့စိတ်တူတူနဲ့ကောက်ရိုးကိုပန်းခွဲပန်းကုန်းလုပ်ပြီးတော့ဂွင်းလုပ်ပြီးတော့လေဘင်းမှာတော့ဆွတ်ပြီးတော့ဂိရှုတပ်လိုက် ဲ့တော့အဲ့ဒီအကုသိုလ်ကံကတေးတော့သူ့ကိုငရဲကြစေတယ်ပဋိသင်္ဍေတို့ပြီးတယ်ငရဲကပြန်လွတ်တော့တရိစ္ဆာန်ဖြစ်တယ်နော်တရိစ္ဆာန်ဖြစ်တော့သူ့ကိုအဲ့ဒီမီးရှို့တတ်တဲ့ကံကဟာလာပဋိသင်္ဍေတို့ဒီထပ်လိုက်ပြီးတော့မပေးနိုင်တော့ပိုးတိအကျိုးလေးကျန်နေတော့ဘယ်လိုလုပ်လဲဆိုတော့ကြီးကန်းဘဝရောက်တယ်ကြည့်ကြည့်ကြည့်ဘလောက်ကြောက်စရာကောင်းလဲဆိုတော့အကုသိုလ်ကံတွေကသူတို့တစ်မျိုးမဟုတ်တစ်မျိုးခွင့်ရရရင်လည်းလုပ်တတ်တယ်။ကြီးကံဘုရားရောက်တဲ့အခါကျတော့ သူ့အတူရွာတရွာကမီးလောင်နေတာကိုအဲ့ဒီရွာပေါ်ကအဲ့ဒီကြီးကန်းကဖြတ်ပြန်တာအဲ့ဒီချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်အိမ်တိမ်ကမီးပွင်းလေးတစ်ခုကမီးမီးရဲ့အရှိန်နဲ့ရွှီးဆိုတက်ပြီးလည်ပင်တက်ဆွတယ်ဒါဘယ်လောက်ဖြစ်ဖြစ်တောင်ဖြစ်ခဲ့အခြေအနေလဲတေချာလုံးရင်တော့ဖြစ်မှာမဟုတ်ဘူးလေအဲ့တော့မကောင်းမှုအကုသိုလ်ကံဆိုတာကြုံကြံ့ရင်ဖြစ်တတ်တယ်အကျိုးပိုးတည်အကျိုးအနေနဲ့ပေးမှာဆိုတာကိုဦးဇင်းတို့ကနားလည်စေချင်တာဒါကြောင့်ဦးဇင်းဟိုရက်ကပြီးခဲ့တဲ့နော် လာပိုင်းကတော်တော်ကြာပါပြီ။ကိုရင်လေးတွေဝေယဝဆန်လို့တော့ကိုရင်တစ်ပါးကပေါက်တူးနဲ့ပေါက်တယ်မြေကြီးကို။ပေါက်တူးပေါက်ပြီးတော့တခုခုကိုတိတ်ခိုင်းကိုသူတို့ခေါ်နေကြတယ်။အေးအဲ့ဒါကိုတခြားကိုရင်ကအဲ့ဒီပေါက်တူးပေါက်တဲ့အောက်ကနေပြီးတော့ခြေထောက်ချားကလည်းဝင်ဆွေးတယ်။အဲ့တော့အဲ့ဒါကိုဦးစင်းကမြင်တော့ပြောတယ်ကိုရင်တို့အဲ့လိုမလုပ်အောင်ဘူးတို့။ကတပ်ပိုးတည်းအကျိုးပဲလေ။အဲ့ဒီအချိန်မှာအဲ့ဒီဝင်ဆွေးတဲ့ကိုရင်ကနော်ဝင်ဆွေးတဲ့ကိုရင်က ဘဝတစ်ခုခုမှာသူများကိုပေါက်တူးနဲ့ခုတ်သက်ခဲတဲ့အကုသို့ရှိရင်အဲ့ဒီမှာအကျိုးပေးမှာအကျိုးပေးသွားနိုင်တယ်လေအဲ့ဒါကြောင့်ဥစ္စာတို့ရှေးလူကြီးသူများတွေပြောတယ်လေဟေ့မလုံးနဲ့မကောင်းတဲ့နဲ့တွန်းတက်တယ်ဆိုတော့အမှန်မကောင်းတဲ့နဲ့တွန်းတာမဟုတ်ဘူးပိုးတိကိုပြောတာတက္ကမကြီးတွေတက္ကမကြီးကြားဖို့မဲ့ထင်ပါတယ်မကောင်းတဲ့နဲ့တွန်းတက်တဲ့ဟောဓာတ်ကိုမစွန့်နဲ့လေမင်းပေါ်မတင်နဲ့ဂုတ်ပေါ်မတင်နဲ့ဟော မကောင်းတဲ့နဲ့တွန်းတက်တယ်ဆိုတာဟုတ်တယ်အဲမကောင်းတဲ့နဲ့ဆိုတာတခြားကိုပြောတာတော့မဟုတ်ဘူးသူတို့ပြောတဲ့နဲ့တော့မဟုတ်ဘူးသူ့ရဲ့အကုသို့ကံကိုပြောတာသူဒီအတိတ်ဘဝကတကယ်အဲ့ဒီနေရာမှာလုပ်ခဲ့တယ်သူများကိုလည်းပင်ပေါ်ဓာလေးတင်ပြီးတော့စော့နေမယ်အေးတင်စော့နေရင်တိတ်ဘဝသူများကိုလည်းပင်ဓာနဲ့ထိုးခဲ့တဲ့အကုသို့ဖြစ်ရှိခဲ့တယ်ဆိုရင်အဲ့ဒီမှာသူ့အတွက်ကြုံကြိုက်ပြီလေကျုပ်ပေးခွင့်ရပြီလေအဲ့ဒါကိုပြောချင်တာနော်ဒါဥစ္စာကကံတွေနဲ့ပတ်သက်ပြီးတော့မျက်စိလည်နေကြလို့တိတိကျကျဒါရှင်းပြတာပါ အဲ့တော့ဆုနတ္တကာရကမတွေနံပါတ်1ကုသိုလ်အကုသိုလ်ကံတွေအကျိုးပေးဖို့အတွက်ဘဝတွေဂတိဆိုတဲ့ဘဝအရေးကြီးတယ်မကောင်းတဲ့ဘဝကိုရောက်နေရင်ကောင်းတဲ့ကံတွေအကျိုးပေးခွင့်မရဘူးကောင်းတဲ့ဘဝကိုရောက်နေရင်မကောင်းတဲ့ကံတွေဒီအကျိုးပေးခွင့်မရဘူးရှိတာဆိုရှိနေတယ်နော်အဲ့တော့ဥစ္စုံဘဝလည်းရှိတယ်တခါတခါတော့ဘဝလည်းရှိတယ်နော်အခုလူလူဘဝကိုရောက်နေတယ်အပေဘုံကိုဖြစ်စေနိုင်တဲ့အကုသိုလ်ကံတွေကတို့ကိုစောင့်နေတယ်အကျိုးတော့ပေးလို့မရလို့စောင့်နေတယ်သူ့နေရာမဟုတ်ဘူးလေ အဲ့တော့ကြာဦးဇနုကြည့်လေတချို့တရိတ်ဆန်ချင်းသူတို့တော့ကွေးလေးတွေကိုကြည့်တချို့ကွေးတွေမှာမိုးမွဲ၆၆နဲ့အစားရမဲ့မဲ့အတောက်ရမဲ့မဲ့ဘဝကိုရောက်တယ်အေးတချို့ကွေးလေးတွေဆိုလို့ရှိရင်ချမ်းချမ်းသာသာနဲ့ပတိတကျွဲအိမ်မှာနေရတယ်ဒါပါလဲဆိုတော့ပဋိသင်္ဍေအကျိုးကတော့ဘာမှမတတ်နိုင်ဘူးပို့တိအကျိုးကရောက်ရောက်တော့လည်းအကျိုးပေးတာလေအေးအဲ့တဘိုးကိုပြောချင်တာဒါကြောင့်ကံနေဒီအကျိုးပေးခွင့်ရဖို့အတွက်ဘဝတွေသူ့ရဲ့ဆိုင်ရဆိုင်ရ level ဘဝရောက်မှအကျိုးပေးတယ်ဆိုတာကိုတစ်ချက်နားလည်ရတယ် အိမ်နံပါတ်2ကကာလာတဲ့အဲ့တော့ကာလာကလည်းအရေးကြီးတယ်တဲ့တချို့ပြောကြတယ်ဗမာပြည်မှာလူဖြစ်ရတာကမကောင်းပါဘူးဆရာတော်ကြီးတွေကအစဉ်ဆက်ဟောခဲ့တာအစဉ်ဆက်ဟောခဲ့တာဗမာပြည်မှာလူဖြစ်တာကံကောင်းပါတယ်လို့ဟောနေရင်လည်းနောက်ပိုင်းမှာကိုယ်နေရထိုင်ရတာလေးအစဉ်မပြေတာနဲ့ပဲဗမာပြည်မှာလူဖြစ်ရတာကံမကောင်းဖြစ်သွားအောင်အဲ့တော့အဲ့ဒီမှာကာလဝိပတ္တိနဲ့ကြုံတဲ့အခါမှာလည်းပဲ ်သူတို့တွေးလေးကကြည့်ငါတို့တွေဒီလောက်ကုသိုလ်တွေလည်းပြုဒါနတွေလည်းလုပ်တော့ဗမာပြည်လောက်ကုသိုလ်လုပ်တာဗမာပြည်ပဲဒုက္ခလည်းဒီလောက်သူတို့လောက်ရောက်တာသူတို့လည်းအဲ့ကြောင့်တော့ဗမာပြည်မှာလူဖြစ်ရတာကံကောင်းတာမဟုတ်ပါဘူးလို့တွေးကြတယ်လေအဲ့တော့ကုသိုလ်ပြုတာကကုသိုလ်ပြုတာတက္ကနာကာလဝိပတ္တိကကာလဝိပဝိပတ္တိတက္ကနာဖခင်တော်ရှောင်လို့မရဘူးလေဥစ္စေတို့ကြည်လေမြတ်စွာဘုရားဝိရဇ္ဇာပြည်မှာဒုက္ခရောက်တယ်စာနာရိတ်ခါရီအကုန်ငတ်ပြီးတော့ငတ်ပြီးဆိုင်တဲ့အချိန်မှာဖခင်တော်မှာ မြင်းစာတွေကိုစားခဲ့ရတယ်မို့လားအဲ့တော့ပြောချင်တာကာလဝိပတ္တိဆိုတာဘယ်သူမှရှောင်လို့မရဘူးလို့ပြောချင်တာအဲ့ဒီအချိန်မှာဆိုရင်လည်းပဲကိုယ့်ရဲ့ပြုထားတဲ့ကုသိုလ်တွေဒီအကျိုးပေးလို့မရပြန်ဘူးလေအေကာလတံပတ္တိကာလတံပတ္တိဆိုတာခေတ်ကာလအချိန်တွေကောင်းတယ်ဥစ္စာတို့ဟိုမှာနောက်နိုင်ငံအမေရိကတို့ဘာလို့ပေါ့အဲ့ဒီမှာတချို့စိုးတဲ့ပုံကိုယ်တွေကဗမာပြည်မှာစိုးတဲ့လူတွေဆိုတာထက်စေစားလောက်စိုးတဲ့ပုံကိုယ်တွေရှိတယ် ဒါဆိုသူတို့အရင်မှာဘာလို့ကောင်းနေရလဲဆိုတော့ကာလတံပတ်တိနဲ့ဂျုံနေလို့ကာလတံပတ်တိနဲ့ဂျုံနေတဲ့ခါကျတော့သူတို့စိုးရတယ်ဆိုတော့ပြုတ်ခဲ့မှုတဲ့အကုသို့ကံတွေဒီအကျိုးပေးခွင့်မရဘူးဖြစ်နေတာအဲအဲ့ဒါကြောင့်နံပါတ်နဲ့ကာလလည်းအရေးကြီးတယ်လို့ပြောချင်တာနော်အဲ့တော့ဒီနေရာမှာတခုနော်တတိထားစီရပြီပေါ့ဂျုံလို့ပြောရရင်ဥစ္စာဗမာပြည်မှာနော်ဆရာတော်တစ်ပါးကသူတည်တနာပြုတ်တာ သူစိတ်သူသူ့ရတနာမှတ်တမ်းလေးသူ့စိတ်အခြေကိုပြောတာတဲ့။ငါပြောရရင်ဗမာပြည်မှာတဲ့အခုလက်ရှိအခြေအနေမှာသောတာပန်ကိုတဲ့သောတာပန်ပုဂ္ဂိုလ်ကိုပြောရမယ်ဆိုရင်အရင်တည်းအဖြစ်တက်တောင်းလောက်ရှိမယ်လို့သူထင်နေတယ်။ကဲဦးဇင်းတို့တခါကမာတွေသောတာပန်ပုဂ္ဂိုလ်လောကမှာရှိတော်ရှိသေးရဲ့လို့တချို့မတွေးဘူးလေ။မရှိဘူးလို့တွေးထားတာလေတချို့ကတကယ်ရှိတယ်နော်။အေးတကယ်ရှိတယ်သောတာပန်ဆိုတာမနေ့ကတော့ဦးဇင်းတခါကြီးနေပြောလိုက်တယ်ဟိုတနေ့ကတော့ တခါကြီးတို့တို့အရိယာပုဂ္ဂိုလ်ဆိုတာဘယ်တော့မှထင်ပေါ်အောင်မနေဘူးလို့ထင်ပေါ်အောင်မနေဘူးလေအဲ့တော့ဒီချုပ်ကသောတာပန်ဆိုရင်သူများလည်းထူးသွားပြီလို့ထင်တာမဟုတ်ဘူးနော်ပုံမှန်တိုင်းပဲနေမှာဒါပေမဲ့သူ့စိတ်ထဲမှာဒိဋ္ဌိနဲ့ဝိသိကိစ္စပြုတ်သွားတဲ့အတွက်တာမန်ပုထုဇဉ်တွေဖြစ်တဲ့ကိလေသာချမ်းချမ်းတွေလည်းသူ့မှာမဖြစ်တော့ဘူးအဲ့တော့သောတာပန်ကိုမပြောနဲ့လေသောတာပန်ကိုမပြောနဲ့ဥစ္စာတော့ယဟန္တာတော်မှာပဲမကြည့်ကြရင်ဒါယဟန္တာလို့မသိဘူးတဲ့ ဲ့တော့ရှင်းတုံးကဆရာတပည့်ညဟန်းတမရှိခဲ့မှုတယ်မထေရကြီးနဲ့အဲ့တော့တပည့်ဖြစ်တဲ့ညဟန်းကအာဟိုနေရာမှာယဟန္တာပေါ်တယ်လေဆိုတော့သွားဖူးကျင်တာတော့သွားဖူးကျင်တာအုံးကျကျဆိုတော့သွားဖူးကျင်တာဒီဘက်ကမှလည်းဒီလိုရှိတယ်လေအာယဟန္တာနဲ့ယဟန္တာလေးဆိုရင်ဥစဉ်တကာတကာမကြီးသွားကျင်ကြတယ်အဲ့တချို့ကလည်းအုံးကျကျကိုတကယ်ဆရာတော်တကယ်ဆရာတော်ကြီးတွေကသူတို့ကသူတို့ကတော့သင်ပေါ်အောင်လုပ်တာပုံပဲနဲ့လူတွေက မမာဘောဒီမန်ဆရာတို့ကြီးတို့ပါလို့ဆိုလို့ရှင်ဆရာတို့ကြီးတို့တို့တို့နေတာပဲဒါပေမဲ့တခါတခါမှရေတော့သူကြီးညိုပြီးတော့အုံချက်ချက်ဖြစ်တာဒါကပြဿနာမရှိဘူးကိုယ့်ဟာကိုယ်နာမည်ကြီးအောင်လုပ်ပြီဆိုရင်အဲ့ဒါမဟုတ်တော့ဘူးငါကဘာတရားရတယ်ညာတရားရတယ်ဆိုရင်တော့ဒါလွဲနေပြီအဲအဲ့ဒီမှာအဲ့ဒီတိုင်းပဲနော်ရန်တာလေးရန်တာလေးဆိုတော့ဖူးဖို့အတွက်ဆရာကိုရှောက်တော့ဆရာအရှင်ဘုရားရန်တာဆိုတာဘယ်လိုပုဂ္ဂိုလ်ကိုပြောတာလဲတပည့်တော်တို့ဘယ်လိုသိရမှာလဲဆိုတော့မထေရကြီးကပြောတယ်တဲ့ နော်ဥစဉ်နဲ့နှစ်ပေါင်းများစွာရဟန္တာဆိုတာဘယ်လောက်ထိသိဖို့ခက်တယ်လဲဆိုနှစ်ပေါင်းများစွာတဲ့သင်္ကန်းကိုဆွဲနော်တပိတ်ကိုနောက်ကကန်ပြီးတစ်ခေါက်ခေါက်လိုက်တယ်ဆိုရင်တော့ဒါရဟန္တာပဲလို့သိဖို့မလွယ်ဘူးတဲ့မသိနိုင်ဘူးတဲ့အဲ့တော့ပြောချင်တာကသူကိုယ်တိုင်ကရဟန္တာကြီးဒါပေမဲ့သူ့တစ်ဖက်မသိဘူးနော်အေးအဲ့တော့လဲဆိုတော့တခါတခါပါလေနားလည်ရမယ်ရဟန္တာဆိုတာဘယ်တော့မှသိအောင်မနေဘူးဓမ္မအဘိဓါလို့ခေါ်တာပေါ့နော်အရိယာမဂ္ဂအဘိဓါ နော်သူ့ရဲ့အပေါ်မှာအလိုနေတယ်ဒါကိုပြပြီးတော့လက်လာပါဦးမြောအဲ့တော့ကောင်းပြီပြောချင်တာကံဒီနဲ့ပတ်သက်ပြီးတော့ဒါကိုစတော့နားလည်ရမှာနံပါတ်1ဂတိနံပါတ်2ကာလနံပါတ်3ကဥပဒိတဲ့အေးဥပဒိစိုးနေတယ်ဆိုလို့ရှိရင်ကုသိုလ်တွေကကြိုးပေးခွင့်မရဟာဒီကောင်းယောက်ကကွာကြည့်ရတာအစင်မပြေလိုက်တာဆိုပြီးတော့သူ့ကိုပေးမဲ့ကောင်းကျိုးချမ်းသာနေတာမပြီးပြဘူးတဲ့အေးဥပဒိတန်ပါတ်2လေးကြိုးကလေးကောင်းနေတယ်ဆိုရင် အတော်သင့်အောင်မှပဲမကောင်းတဲ့ကံတွေကြိုးပေးခွင့်မရဘူးတဲ့သူ့ကိုချစ်ခင်ကြတယ်ပေးခြင်းကြတယ်ဟောအခုကမင်းသားမင်းသမီးတွေဒါပဲလေအေးနံပါတ်၄ကတော့ပယောဂာတဲ့ပယောဂာဆိုတာကြိုးစားအထုတ်ခြင်းပေါ့ရှေးကဥပ္ပဒိ၃ပါးကတို့ဘာမှမတတ်နိုင်ဘူးရှေးကအချက်၃ချက်ကတို့ဘာမှမတတ်ဘူးဘာမှမတတ်နိုင်ဘူးဂတိရဲ့ကာလရဲ့ဥပ္ပဒိရဲ့ဘာမှမတတ်နိုင်ဘူးအဲ့တော့ပယောဂာကြတော့တဲ့ကုသိုလ်ဖြစ်စေအကုသိုလ်ဖြစ်စေအကျိုးပေးမယ်ဆိုလို့ရှိရင် ကြိုးစားလုံးလအထုတ်တဲ့ပုံပေါ်အဲ့အတွက်ကျတော့ကုသိုလ်ကံတွေကလည်းအကုသိုလ်ကံတွေရှိမယ်ဆိုရင်တော့အကျိုးပေးခွင့်မရဘူးတဲ့အဲ့တော့ပြောချင်တာကဒုတတ်နိုင်တာကတော့ကံတွေကိုပြုလို့ရတာနောက်ဆုံးတစ်ချက်ပဲရှိတယ်လို့ပြောချင်တာဒါကြောင့်ဆိုလို့ဒီကမ္ဘာတွေနားလည်ရမှာကဒုအားလုံးမှာအဲ့အဲ့အခုဒီတရားလေးကိုဦးစင်ကဟောတယ်ဆိုတာကကောက်ချက်ချကြည့်ဒုအားလုံးမှာကိုစီကိုစီအတိတ်ဘဝကပြုခဲ့တဲ့အကုသိုလ်ကံတွေရှိနေပြီရှိတဲ့အကုသိုလ်ကံကိုဒုက္ခ လာပြီးတော့အကျိုးပေးခွင့်မရအောင်ပယောဂါဆိုတဲ့ကျိုးစားအထုတ်မှုနဲ့တားရတယ်အဲ့တော့ဘလို့တားမလဲစီဝါရေးနဲ့ပတ်သက်ပြီးဆိုရင်လည်းတို့ဟာကျိုးစားအထုတ်ခြင်းဆိုတဲ့ပယောဂါစီဝါရေးအောင်လုပ်ရမယ်ကုသိုလ်ရေးနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်လည်းမကောင်းတဲ့အကုသိုလ်အကျိုးတွေပေးခွင့်မရအောင်လို့ကုသိုလ်တရားတွေကိုများများလုပ်ရမယ်ဒါကြောင့်ဥစ္စလို့လေဒီဆရာလူကြီးကပြောတယ်ဥစ္စကတော့အမြဲတမ်းပြောပြတဲ့ဒါလေးเนาะတို့ဟာတဲ့ရှေ့ကပြေးနေတာတဲ့ တို့ကရှင်းကပြေးနေတာတဲ့ဥမာတဲ့ရှင်းကနေတမင်ကပြေးနေတယ်ဂျားကနောက်ကလိုက်နေသလိုပဲတဲ့တမင်ကခြေခေါက်လဲတာနဲ့ဂျားကလဲမျိုးကိုခဲမှာတဲ့ဆိုလိုချင်တဲ့အချိန်ကတို့လူသားတွေကတဲ့အခုဘဝမှာတို့အတိတ်ဘဝကပြုခဲ့တဲ့အကုသိုလ်ကံတွေကဂျားနေတူတယ်တဲ့တို့ကလုံအောင်ပြေးနေတာနဲ့တို့ကနောက်ကရိတ်မကအရိတ်ကမနော်မကွဲမကွာလိုက်နေတာရှိတယ်တဲ့မကောင်းဘဝကုသိုလ်လေးတစ်ခုခုလုပ်ပြီးတော့အပင်များကျသွားရင်တော့အဲ့ဒီမှာခြေ နော်ခြေခောက်လဲသလိုပဲခလုတ်တိုက်လဲသလိုပဲအဲ့ဒီမှာစုပြုံပြီးတော့ခံရပြီတဲ့ဒါကြောင့်လွတ်အောင်ပြေးထားတဲ့လေဒီဆရာတော်ကြီးကဥစဉ်တော့ကြည့်လေပြေးတဲ့နေရာမှာအပြေးတော်တာတော့ဥစဉ်တော့တိတာတာအရှင်အင်ကိုလေးမာလာကြီးပဲဘလို့ပြေးတော်လဲကြည့်လေသူဒီဘွားမှာကိုတတ်ခဲ့တဲ့လူနဲ့တာမဟုတ်ဘူးဒါပေမဲ့ तू အဲ့ဒီအကုသို့အကံရဲ့အကျိုးတွေခံရလားဆိုရင်မခံရဘူး तू လွတ်အောင်ပြေးသွားနိုင်တယ်လေဘာနဲ့ပြေးလဲဆိုတော့အရိယာမဲ့နဲ့ပြေးသွားတာလေ အဲ့တော့ဥစဉ်တော့ကလည်းလွတ်အောင်ပြေးရမှာเนาะအတိတ်ဘဝမှာပြုခဲ့မှုတဲ့အကုသိုလ်ကံတွေရှိနေတယ်เนาะဒါကြောင့်တို့ကအဲ့ဒီအကုသိုလ်ကံတွေကိုကိုယ့်စီကိုမကြောက်ရအောင်အဲ့ဒီအကျွေးတွေမဆက်ရအောင်တို့များများပြေးရမယ်။ဘာနဲ့ပြေးရမလဲဆိုကုသိုလ်နဲ့ပြေး။ဟုတ်ပြီเนาะကုသိုလ်များများပြုပြီးတော့တို့ပြေးရမယ်။ကောင်းပြီ။အဲ့တော့ထပ်ပြီးတော့တော့အဟောင်းထပ်ပြီးတော့အတိတ်တွေကိုထပ်ပြီးတော့တို့ကမကောင်းတဲ့အကုသိုလ်ကံအတိတ်တွေတော့ ပြုစုပြထောင်မှုမလုပ်မိဖို့တော့လိုတယ်နော်။ဒါမို့ဆိုရင်ပြေးလို့လွတ်မှာမဟုတ်တော့ရန်သူအင်ရတားများလာမှာလေ။ဦးဇင်းတို့မြတ်စွာဘုရားဟောတဲ့တရားနဲ့ဏိကန္တာကြီးဟောတဲ့တရားလေးကိုဒီညမှာပြောသင့်တယ်ထင်လို့နည်းနည်းပြောပါဦးမယ်။ဏိကန္တာကြီးကတဲ့သူများအသက်တက်တဲ့ပုဂ္ဂိုလ်မှန်သမျှတေချာပေါက်ငရေကြမှာတဲ့။မြတ်စွာဘုရားကြောက်ရဲသလိုမဟုတ်ဘူး။အဲ့လိုမပြောနဲ့တဲ့။တေချာပေါက်ငရေကြမှာလို့မပြောနဲ့တဲ့။ကြနိုင်တယ်လို့ပဲပြောလို့ရမယ်။ ုတ်တယ်လေးစိုးစိုးကတန်ဘာဓာတိကကြီးကြည့်လေသူများတက်တော့တက်တယ်ဒါပေမဲ့ငရဲကြနိုင်တယ်သို့တော်မကြသေးဘူးလေအဲ့တော့တေချာနောက်ဘဝကျရင်တေချာဘောငရဲကြမှာအဲ့လိုမပြောနဲ့တဲ့ပြောလို့မရဘူးတဲ့အေးဒီတိုင်းပဲတို့ကလည်းပဲရန်သူအင်အားမများအောင်တော့တို့ကလည်းဒီဘဝမှာရန်သူအင်အားကိုရှော့ပြီးတော့တို့ဘက်ကကုသိုလ်တရားတွေနဲ့များများပြေးရမယ်ရန်သူဆိုတာမကောင်းပါကုသိုလ်ပြောတာနော်အေးကောင်းပြီအဲ့တော့ ဲ့ဒီမှာတခုနားလည်ဖို့လိုတာကအဲ့ဒါလို့တဲ့ကုသိုလ်တရားတွေနဲ့တို့ပြီးနေတဲ့အပေါ်မှာတချို့ကလွတ်သွားတာလည်းရှိတယ်တချို့ကမလွတ်သွားတာလည်းရှိတယ်ဒါကြောင့်ခန္ဓာယုံဆရာတော်ကြီးကလည်းတစ်ခါထပ်ပြောတယ်ဆရာတော်ကြီးကအားပေးတာစိတ်တမကြနဲ့တို့ကမဖြစ်မနေအပေကိုစွဲချမဲ့မကောင်းမှုအကုသိုလ်ကံတွေတို့မှမပါသေးဘူးလေဆရာတော်ကြီးပြောတာဟာဘာဖြစ်လို့လဲဆိုတော့ မကောင်းမွယ်ကုသိုလ်ကံတွေမဖြစ်မနေအပေကိုဆွဲချမယ်မကောင်းမွယ်ကုသိုလ်ကံသာရှိရင်တို့အခုဒီဘဝမှာလူပဲဖြစ်မလဲအပေရောက်နေမှာပေါ့တဲ့နော်တို့ကဘာဖြစ်မနေဆွဲချမယ်မကောင်းဘူးအကုသံနဲ့အကုအကုသူကံနေမရှိသေးလို့သာလဲရင်တို့ဟာဒီဘဝမှာလူဖြစ်နေတာပေါ့ဆိုလိုချင်တဲ့ဒီဘကအကုသူမရှိဘူးလားဆိုရင်ရှိရဲ့သို့တော့မဖြစ်မနေအပေကိုဆွဲချမယ်အကုသူတော့မဖြစ်သေးဘူးတဲ့စဉ်းစားကြည့်လေဦးဇင်းတို့မဖြစ်မနေအပေကိုဆွဲချမယ်ကံရှိရဲ့ဆိုရင် ပြီးခဲ့တဲ့ဘဝတွေကတို့ရောက်နေပြီလေဒါတို့တွေအားတက်စရာပေါ့အဲ့တော့မကမဖြစ်မနေအပေကိုဆွဲချမဲ့ကံနေမဖြစ်အောင်တော့ဒီဘဝမှာတို့ဘာလို့အောင်လဲသတိထားရမှာပေါ့နော်ဒါကြောင့်ဒီနေ့လူရှင်များနေတယ်ကွာတို့တော်ကောင်းနေနားလဲစေတင်တာကကံနေဒီအဲ့ဒါလိုအဲ့ဒါလိုအကျိုးပေးတယ်အဲ့ဒီအပေါ်မှာမှတို့ဟာလွတ်အောင်ပြေးဖို့လိုတယ်ကုသိုလ်တရားတွေပြုတ်ပြီးတော့လွတ်အောင်ပြေးဖို့လိုတယ်တို့ကမဖြစ်မနေအပေကိုဆွဲချမဲ့မကောင်းဘူးအကုသိုလ်တွေကိုအစ်စ်မပြုတ်ပြေးဖို့လိုတယ် ဒါတွေကိုကောင်းမွန်စွာသဘောပေါက်ပြီးတော့ယနေ့အလူရှင်များနေတယ်တော်တော်ကောင်းပေါင်းတို့သည်မြတ်စွာဘုရားရဲ့သာသနာတော်မှာယခုဘဝယခုအချိန်ဒီမှာစ၍နော်ယက်လက်ရှိပြစ္ဆုတ်ပံဘဝကိုနိဗ္ဗာန်ရောက်သည့်တိုင်အောင်အတုံးချနိုင်အတုံးချရင်ဖြင့်လောကကျိုးသာသနာကျိုးကိုတည်ဝတ်ဆောင်ရွက်နိုင်တဲ့တော်တော်ကောင်းများဖြစ်အောင်ကိုစီကိုစီကြင့်ကြံကျိုးကိုပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း